နောက်ဒီ bus ကို တီးမဲ့ grip flee ပေါ့နော် picking လို့လည်းပြောလို့ရပါတယ်သူကဒီဟိုအပေါ်ဂျိုးလေးတွေပဲရွေးတီးသွားတော့ဒါပေမဲ့ drop ဒီလို့ဖို့လို့လိုတယ်စစ်ဂျိုးကို four ဂျိုးနဲ့တူအောင်လျှော့လိုက်ပါတော့နောက်ပြီးလက်ထောက်မဲ့နေရာတွေက12ကွက်ရယ်ဒီဘက်က15ကွက်ရယ်ပေါ့နော်စစ်ဂျိုးက12ကွက် four ဂျိုးက15ကွက်ပြီးအလဲ5ဂျိုးအလွတ်တန်ယူမယ် နောက်ပြီးရင်ဒါ d minor အတွက် d မြဲပါเนาะ a အတွက် d မြဲဟာဆိုရင်ဒီရှေ့လေးကိုတိုးမယ်စစ်ကြိုး7ကွက်เนาะ4ကြိုးက14ကွက်ဖြစ်သွားအဲ့တော့ယူလာကြတော့စစ်ကနေ4ကိုကြိုးယူပါတော့နော်ဒါဒီမိုင်းနာအတွက် A အတွက်ဆိုရင်ခုနကပြောသလိုပဲ သုံးချိုးပဲအပေါ်သုံးချိုးပဲတည်မယ်နော်ဆိုရင်ဘတ်စက D minor သွားလိုက် A သွားလိုက် D minor ပြန်လာလိုက်ပေါ့အဲ့ဒီလိုနဲ့ပဲသွားမှာပေါ့နော်ဒါတစ်ပိုက်လုံးအဲ့ riff တဲ့ပဲတီးမယ်နော် နော် chorus ကိုတီးတယ်ကျတော့ band pattern ဖြစ်သွားတယ်အဲ့တော့ကျတော့ဒီ D minor ကိုပေါ့နော်ဒီ electric guitar နဲ့ effect နဲ့ဆိုရင်တော့တစ်မျိုးပေါ့နော်အခု hollow နဲ့တီးမဲ့ပုံစံကတော့ slow ပုံစံရှိရလေအဲ့တော့ down နေနဲ့ပဲတီးတော့ဒါမှမြူလေးတွေလည်းထည့်တီးမယ်ပေါ့နော်ဒါတီးနေကြလူမျိုးဆိုရင်တော့အဆင်ပြေပြီးသားပေါ့နော်အသေးစိတ်အတိုင်းပြောရင်လည်းကြားနေမှာဆိုလို့ မယ်နာတို့အဲ့လိုဒီမယ် A တို့လည်းအဲ့လိုပါပဲအဲ့ဒီမှာ A တို့ကျတော့ 4B နောက်ဆုံး B မှာကျတော့ La flat လေးပေါ့နော်အဲ့ဒါကိုဒီမှာတွဲမယ်ဒီမှာ4နဲ့3နဲ့ဖိုက်ဂျူးနဲ့တခါလေးတွဲပြီနော် 4B မှာအဲ့လေးချက်တီးရမယ် နောက်ဆုံးပါမှာဒီဘက်ဒီလာဆွဲမယ်တီနိုပေါ့နော်ဖုန်းနဲ့သတိနဲ့ပဲဒီလိုတွဲရကုန်မှာသူကကြတော့နှစ်ချက်ပဲတီးမယ်ပေါ့အဲတော့ A နှစ်ဘာကုန်မှာမတူဘူးနော်နောက်ဆုံးပြီးတီးတယ်ဒီမိုင်နာနေစတီးကြည့်မယ်ဒီ D minor ကိုပြန်ပြီးတော့ ရောက်တဲ့ချိန်ပေါ့နော်၄ပါးမြောက်ပါလေသူကအပေါ်ကဘမ်ကော့လေးတွေသွားတာပေါ့လာဒူဒူအဲ့ဒါမှတော့ DFF ပေါ့ပြီးလာဒီနဲ့ DE ပေါ့အဲ့ဒါလေးက 3B နဲ့ 4B မှာထည့်ပေးရမှာအဲ့တော့ D ၄ပါးပုံစံကိုပြန်တီးမယ်ပေါ့နော် D minor A ၂ပါး D minor ောက်ထပ်၄ဘာတချို့ကျတော့ဒီမိုင်နာရဲ့ဘာမှာဒိုရေဖြစ်တော့ပေါ့ဆိုတော့ဒိုတီပေါ့အဲ sorry လာတီပေါ့အဲ့နေရာမှာဒိုရေဖြစ်သွားတာဒါပထမကျော်ဒုတိယကျော်အဲ့ဒါလေးပဲကိုယ်ရသွားမှာနော်ဒါပြီးရင် riff လေးနှစ်ပါးဝင်တယ်အဲ့ဒါပါလဲဆိုတော့လာဒိုရေဆို ောက်ပြီး 3B မှာလာတစ်ချက်ပြီးမယ်။နောက်ပြီးလာတို့ဟောနော်။ဒါဆိုရင်ဒီ chorus ရဲ့7ပါးရဲ့အခုနောက်ဆုံး riff 2ပါးရဲ့တွဲတီးမယ်ဆိုရင် ာမျိုးပုံစံနှစ်ကြော့ပေါ့နော်နှစ်ကြော့မြောက်ပြီးတဲ့ချိန်ကျတော့ဒီတစ်ခါကျတော့ तू ကခုနရီ riff လေးကိုမဝင်တော့အဲ့ဒါမဝင်မင်းနဲ့စီကော့ရောက်တော့ပျော်ရွှင်ခြင်းတွေဟာဆိုရတယ်အဲ့ဒါကျ down နေနဲ့ပဲသွားမယ်အဲ့ဒီအကူလေးကဒီမိုင်းတာဒီမိုင်းတာပြီးရင် C ကိုကူးတဲ့နေရာပေါ့နော် ောက်ဆုံးပါအဲ့ဒါလေးอ่ะ A ရဲ့နောက်ဆုံးပါလေးပေါ့เนาะအဲ့ဒါကျတော့မြူလေးနဲ့ဒါကြမီရေဆိုပြောလာအဲ့အဲ့ဒါလေးနှစ်ချက်ဝင်မယ်နောက်ဆုံးပြီပါမောင်ပင်ဆိုလိုလာမယ်ပေါ့เนาะဆိုလိုလဲဒါ D minor ကိုပဲ riff တီးသွားတဲ့ပုံစံပါပထမပြီးကတပီလေးကိုရှစ်လုံးတီးရအောင်ပေါ့เนาะ အမြန်တီးရမှာပေါ့ဒီလိုလည်းမြင်အောင်မယ်အဲ့လိုပုံစံဖြစ်တာပေါ့နော်ဒါဒုတိယပြီးကြတော့တခါဒီမိုင်းနာ open တာပေါ့နော်နောက်ပြီး B flat fa note ပေါ့နော်အဲ့ဒါကျွန်တော် အကြွတွေတီးမှာနှစ်ချက်ပေါ့နော်3ပြီးမှာပြီးရင်နောက်ဆုံးပြီးကြတော့ C chord ဒါတွေ off တွေပဲတွေ့တယ်နော်ဒီမှာအလယ်မှာ4ချိုးတန်မပါဘူး အဲ့လိုဒီရမှာပေါ့နော်အဲ့ကြတော့ပထမဘီကအဲ့ဒါဒီမယ်နောက်ပြီးရင်ဒီဟာကိုနှစ်ကြော့တီးတဲ့နေရာမှာဒီ B flat C ဝင်တာပါတယ်။နောက်ပြီး E နဲ့ F နဲ့ဝင်တာပါသေးတယ်။ ဒီ shift riff တဝက်ကအတူတူပဲနောက်တစ်ခုနောက်ပြီးဟာ E နဲ့ F နဲ့ပေါ့အဲ့ဒါလေးကိုယ်ရအောင်ဒီနှစ်ပါးကိုပဲလေးကြော်တင်ပေါ့နော် ချိန်မှာ bus ပြန်ဝင်မဲ့ဒီအရင်ကဂီတာ picking လေးကပြန်နောက်ကနေအသာလေးပြန်ဝင်လာမှာပေါ့အဲ့ဒီနေရာမှာတော့နှစ်လက်တီးရင်အဆင်ပြေတယ်ပေါ့ကိုတလက်တည်းတီးမဲ့ဆိုတော့ဒီက solo ခုန riff လေးကောက်ကိုတီးပြီးတာနဲ့ဒီ riff ကိုတန်းလာမှာပေါ့ဆိုတော့အဲ့ဟာကိုပြန်တီးမယ်ပေါ့နော်ဒါပဲအဓိကအစိပိုင်းအဲ့ဒါပဲ intro ရယ် bus တီးမယ် picking ရယ် chorus တီးမယ် vamp နေရယ် solo riff ရယ်ဒီ၄ဘိုင်းရအောင် เนาะဒါကြံတာတော့တချင်းရဲ့ arrange တိုင်းပဲဘယ်ပိုက်ပြီးရင်ဘယ်ပိုက်ဝင်မယ်ဘယ်ညာတော့အဲ့ဒါတော့ကိုယ့်အကူမှတ်ထားမှာပေါ့เนาะ